င်းကြောက်ရောက်လာကြတော့ကဘာတိကြောကြမဲ့မဟာကဝိရှင်များဖြစ်သည့်အကယ်ဖြတ်ထားလူကြီးများအဲ့ပိတ်သက်များနဲ့ကျန်လုံးဤကြောင့်လူကြောင့်များအားလုံးစေဤချမ်းသာခြင်းကိုဤချမ်းသာခြင်းဖြင့်ပြည့်စုံကြပါစေလို့ဥစွာပနာမအနောက်ခွန်ဆက်သားလိုက်ရပါရဲ့ရှင်။ဒီမှာကတော့ဖာဒီတန်ဝေဇဂလိညေလို့ခေါ်တဲ့အာမန်ကြီးဝဗရိယကိုပိုင်းကျောင်းရဲ့ပထမတန်းမှာပညာသင်ကြားနေရတဲ့ကျောင်းသူလေးမန်စုပန်လေးဖြစ်ပါရဲ့ရှင်။ဒီမှာဒီနေ့ပြောကြမယ့်ကြပန် ကောင်းစဉ်လေးကတော့ကျွန်တော်ဤညီမချက်ပဲဖြစ်ပါရဲ့ရှင်။ညီမချက်ဆိုတာကအနာဂတ်ကာလမှာတစုံတရာဖြစ်ရောက်အောင်မြင်အောင်လှုပ်ဆောင်လို့ရစိတ်ဆန္ဒပဲဖြစ်ပါရဲ့ရှင်။ညီမချက်တိုင်းမှာတူညီတဲ့အချက်တစ်ခုတော့ရှိပါရဲ့။အလားကတော့လက်ရှိချိန်ရက်ကျော်လွန်တိုးတက်လိုမှုပဲဖြစ်ပါရဲ့ရှင်။ဥပမာတဲ့မပါတဲ့လူဟာလူရာကိုမရောက်နိုင်ပါဘူး။ ူများမဖောက်ပဲနဲ့ရေကုန်ကြိုက်လို့ရှိရင်ကျမတို့ကရိုးရလူရကိုရေမရောက်နိုင်ပါဘူးအဲ့ဒါကြောင့်မို့လို့နေမှာပဲ့ပါမှလူရကိုမောင်းနေနိုင်ပါတယ်ဒါကြောင့်လေရေကုန်ညောင်းပဲ့မှာမှာသူများရေကုန်ညောင်းပဲ့မှာမှာလေကောက်ကိုသူများနိုင်ပါပဲဖြစ်ပါရဲ့ရှင်ဒီများချက်ဆိုတာကလည်းနေမှာပဲ့မြေမှာဇက်ဘယ်တော့မှမြောင်းလို့အလားတည်းတူပါရဲ့ရှင်။ဘယ်အမှုကိစ္စမှမဆိုကျမတို့ကရည်မှန်းချက်တော့ထားရပါရဲ့ရှင်။ လူတယောက်ကတက်ပင်တပင်လိုပါပဲအမြင့်ထိုင်မှာဘို့အသီးသီးဘို့ဆိုရင်ဘယ်ရက်ကိုဥတည်ပြီးတော့သွားမလဲဆိုတာကိုကျမတို့သိဖို့လိုပါတယ်အဲ့လိုပဲအဘယ်မှုကိစ္စမှာမဆိုကျမတို့ကယူမျက်ချက်ထားရပါတယ်ရှင်ယူမျက်ချက်ဆိုတာကကျမတို့လူငယ်တိုင်းအတွက်ဘဝရဲ့လမ်းညွှန်ကျယ်ပွင့်နေပဲဖြစ်ပါတယ်ရှင်လူကျမတို့လူတိုင်းမှာ နာကပူနာကအတွက်ပူပိုင်အိမ်မက်တွေပန်းနိုင်လို့ရှိကြပါတယ်။တချို့ကအင်ဂျင်နီယာဖြစ်ချင်ကြတယ်။တချို့ကစီးပွားရေးသမားတွေဖြစ်ချင်ကြပါတယ်။ဒါပေမဲ့ကျွန်မရဲ့ဂျီမန်ချက်ကတော့ဘဝရဲ့ကျမ်းမာရေးကိုစောက်ရှောက်ပေးရတဲ့ဆရာဝန်တော်တယောက်ဖြစ်ဖို့ပဲဖြစ်ပါရဲ့ရှင်။ ကျမကတော့ရေတိုညီမချက်နဲ့ရေရှည်ညီမချက်ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်။ကျမရဲ့လက်ရှိရေတိုညီမချက်ကတော့ဒီနှစ်ဆောင်လေးဝဲမှာအမှတ်ကကောင်းရဖို့စာမျက်နှာတို့ကြဖို့နဲ့ဆရာဝန်ဖြစ်ဖို့အခြေခံအောက်မြင့်ဖြစ်တဲ့သင်္ချာပိတ်ပံပါတာရဲ့တို့ကိုမပြင်းမရီပဲတစ်တေချာချာလေ့လာနိုင်ဖို့ပဲဖြစ်ပါရဲ့ရှင်။ညီမချက်ဆိုတာကကျမတို့ကိုအာရုံစိုက်စေတဲ့လမ်းမပေါ်မှာရှိနေစေပါရဲ့။ အဲ့ဒါကြောင့်မို့ကျမတို့ကမပြင်းမရပဲနောက်ဖို့သာလိုတာပါရှင်ကျမရဲ့ရင်းရှင်ညီမှန်းချက်ကတော့စီတက်တဲ့ပုံကောင်းကောင်းမှာကြက်ရောက်ပြီးတော့ဆရာဝန်ကောင်းတယောက်ဖြစ်ဖို့ပဲဖြစ်ပါရဲ့ရှင် ရင်နှက်ချက်ပန်းတိုင်အိမ်မက်တွေကကျမတို့အမိနဲ့လိုလိုကြည့်လာမှာမဟုတ်ပါဘူးကျမတို့ရဲ့ကြိုးစားအားထုတ်မှုတွေအများကြီးကိုလိုအပ်ပါတယ်ရှင်ကျမဆရာဝန်ဖြစ်ချင်ရတဲ့အကြောင်းကြီးကတော့လူတွေကိုကယ်တင်ခြင်းနဲ့လူတက်ကိုကူညီပေးလူတက်ကိုကယ်တင်ခြင်းနဲ့ဖြားနာကြိုက်ခင်နေတဲ့လူတွေကိုကျမ်းမာပြီးတော့ကိုခါအားကောင်းတဲ့သူတရားဖြစ်အောင်ကုသပေးခြင်းပါတယ်ဆရာဝန်ဆိုတာကဘဝနဲ့ကျမ်းမာရေကိုဆောက်ရှောက်ပေးရတဲ့အလုံးဖြစ်တဲ့အတွက်ကျမလူကတယောက်က လောကကြီးမှာတပတ်ပဲအသက်ရှင်နိုင်ရောမယ်ဆိုရင်ကျမသူ့ကိုလောကကြီးမှာနှစ်ပတ်အသက်ရှင်နိုင်အောင်ပုံမူပေးချင်ပါတယ်ဆရာဝန်အလို့ဆိုတာကလူဖွဲ့စီကမရှိမဖြစ်လိုအပ်ပြီးတော့လူတွေရဲ့ယုံကြည်မှုအားထားမှုကိုအများဆုံးရရှိပြီးတော့မြင့်မြတ်တဲ့အလို့ဖြစ်တယ်လို့ကျမယုံကြည်ပါတယ်ရှင်တချို့သောသူတွေက social မှုတွေဘလောက်ပဲကြုံကြရပါစေနောက်မဆုံးဒူးမထောက်တတ်ကြပါဘူးနေကချီချင် အလံမလဲသောစိတ်တိုင်းနဲ့အမျိုးမျိုးလောကအမျိုးမျိုးကိုရင်ဆိုင်ပြီးတော့ရည်ငမ်းချက်မပြောက်အောင်ကြိုးစားကြပါရဲ့ရည်ငမ်းချက်ရအောင်ကြိုးစားရတဲ့သူတွေထဲမှာကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားကလည်းအလွန်တူယူပဲကောင်းပါရဲ့ဗုဒ္ဓမြတ်စွာဘုရားကသူ့မိသားရှင်ရတိဘဝနဲ့ကဗုဒ္ဓမြတ်စွာဘုရားဖြစ်ရင်ရည်ရွယ်ပြီးတော့ဒီသင်္ကရာမြတ်စွာဘုရားထံမှာကျမတို့မြတ်စွာဘုရားဖြစ်ရင်အတွက်စုပန်ခဲ့ပါတယ်မြတ်စွာဘုရားဖြစ်ရင်အယူရချက်ကိုဒီတိရှင်ရဲ့ကဘာပသိန်းကိုဖြည့်ကြည့်ပြီးတော့ကြည်ချန်ခဲ့ပါတယ်နောက်ဆုံး ညီငယ်ချက်ကိုခက်ခိုင်မမဆုံးဆောင်ပြီးကြင်ကြံလှုပ်ဆောင်ခဲ့တာကြောက်တော့နောက်ဆုံးမှာကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားသခင်ဖြစ်တဲ့ဘုရားမြတ်ဗုဒ္ဓမြတ်စွာဘုရားဖြစ်ဖြစ်လာခဲ့ပါရဲ့ရှင်ဒါကြောင့်ကျမရေမကျမဖြစ်ခြင်းရဲ့ယူနန်းချက်ဒေါက်တာဆရာဝန်တရားဖြစ်ဖို့အတွက်ဇွဲလောဘဝိရိယကတော့လိုအပ်တယ်လို့ကျမထင်ပါတယ်ရှင်။မြတ်စွာဘုရားဟောကြားခဲ့တဲ့ အချိန်ပြာမြောက်ဆုံရှုံပြီးရင်တရားတစ်ချိန်မြောက်စူးစမ်းရင်အတင်းထိထားပါလို့ဟောပြောခဲ့ရပဲမဟုတ်လားရှင်တို့ကြောင့်တီထွေကြစားတတ်တဲ့ညံဒီခဏလူစိတ်ရှင်မှုတို့ကကျမတို့အားလုံးရဲ့ဒီမှန်ချက်ကိုပေါ်ဆောင်တဲ့အရာမှာပေါ်ဆောင်တဲ့အခါမှာအញ្ញံကိုလိုအပ်တဲ့အရင်ချင်းတွေကိုကျမချင်ပါရဲ့ရှင်ပြိတ်သက်ကြီးရှင်ကျမရဲ့ဒီမှန်ချက်ကအောင်မြင်ခဲ့မယ်ဆိုလို့ရှိရင် ကျမဒီနိုင်ငံတော်ကိုကျမရဲ့ဆရာဝန်ပညာနဲ့အလုပ်ကျွေးပြနိုင်မယ်။ပြည်သူပြည်သားတွေလည်းကျမရဲ့လက်သက်ဆောင်နဲ့ကုသပေးနိုင်မယ်။ပြီးတော့ဒီယုံကြည်ရည်ရဲ့အတူဇွဲလုံးလဝေးရတော့ကိုလည်းပါဝင်ပြီးတော့အမြဲတစေရှိသွားပြီးတော့ကျမအယူကြည့်တဲ့အရင်ခက်ခန့်ကြိုးစားမိတယ်လို့ကျမဆုတောင်းပါတယ်ရှင်။ကျမရဲ့ညီကောင်ချက်ကျမရဲ့ကြောက်ပံကြိုးစားချက်လေးကိုကျမပဲညီကောင်ချုံးလိုက်ရစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။